Hello မင်္ဂလာပါကျွန်တော်မေ points ပါဒီကနေ့ကျွန်တော်ရဲ့ podcast လေးရနေပြီးတော့ကျွန်တော်ရဲ့ညီကိုမောင်နှမရစီကိုဘူးတူတာရစေနိုင်မယ်လူတယောက်ရဲ့စိတ်နေစိတ်ထားနဲ့အကျဉ်းစရိုက်လူတွေရဲ့စိတ်နေစိတ်ထားနဲ့အကျဉ်းစာရိတာတွေကိုဘယ်လိုပုံစံနဲ့ပုံဖော်ပြီးတော့ကျွန်တော်တို့ညီကိုမောင်နှမအနေနဲ့ဆွေးနွေးကြကြရအောင်ကျွန်တော်ရဲ့ podcast လေးကိုနားထောင်ရင်းနဲ့ like and subscribe လေးလိုအပ်ပေးကြပါဦး တိုင်းမှာတော့စိတ်နေစိတ်ထား mindset တခုရှိတယ်။အဲ့ဒါလူတယောက်ရဲ့အတွေးခေါ်နဲ့တုံ့ပြန်မှုစနစ်ဖြစ်တယ်။ပတ်ဝန်းကျင်တွင်းမှာဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာမိမိရဲ့စိတ်ခံစားပုံတံမိုးထားတဲ့အရာယုံကြည်မှုတွေကနေပြီးတော့စိတ်ထားကိုဖော်ပြတတ်တယ်။ခွဲခြားတတ်တဲ့စိတ်ထားဆိုတာကတော့မတိမ်မယောင်ဖြစ်နိုင်တဲ့စိတ်ကူးတွေနဲ့တည်င်းအချက်လက်တွေကိုချက်ချင်းမယုံကြည်ပဲနဲ့စိတ် mindset ရဲ့အတိတ်ပဲကြီးကြီးမားမားတော့မတိတာကိုမတိဘူးလို့ဆိုလိုလိုက်တာ။တိတဲ့အရာတွေကိုကြတော့ ဘယ်လိုပြောမလဲတက်တဲ့အထောက်ထားနဲ့တကွာအရှင်းပြတ်တတ်တာတင်းအချက်လက်တစ်ခုကိုအဖြစ်အနေနဲ့သုံးသက်တတ်တာတင်းကိုလေးလာတတ်တဲ့မိတ်ဆွေတယောက်နေနဲ့ Facebook မှာအစားအသောက်တချို့ကကင်ဆာဖြစ်စေတတ်တယ်ဆိုတဲ့ post လေးတစ်ခုကိုမြင်လိုက်တယ်ခွဲခြားတတ်တဲ့ဆက်ရှိတဲ့သူကအဲ့ဒါအမှန်လားမလာသူတည်တနာမှတ်တမ်းတွေရှိတာလားဆိုပြီးတော့စဉ်းစားတတ်တယ်အဲ့ဒါခွဲခြားတတ်မှုတချို့ကတော့လူတွေကစိုးတဲ့အမြင်နဲ့ရတာနဲ့ချက်ချင်းသဘောမတူဘဲနဲ့ပြန်ပြီးတော့သုံးသက်တတ်တယ်သူရဲ့အပြုမူနောက်မှာဘာကွယ်နေတယ်လဲပေါ့ ဆိုပြီးတော့ရှောက်ဖို့တက်တဲ့စိတ်တွေလည်းရှိတယ်အဲ့ဒါလည်းခွဲခြားတတ်တဲ့စိတ်တွေပဲခွဲခြားတတ်တဲ့စိတ်ရှိတဲ့လူတွေမှန်သမျှဟာကိုချက်ချင်းမြင်လိုက်တဲ့ဆိုရှယ်မီဒီယာ page ပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာပေါ်က တင်ထားတဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်တွေ့ရတဲ့သူတို့ကတော့ချက်ချင်းဒီဟရာတွေကိုယုံကြည်ခြင်းမရှိကြဘူးဒီဟရာနဲ့ပတ်သက်တဲ့အတိတ်ပဲတွေဒီဟရာနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုလုံးဝတိတိကျကျမသိပဲနဲ့ယုံကြည်လိမ့်မရှိကြဘူးစိတ်နေစိတ်ထားအတွေးခေါ်ဖြစ်တယ်လို့အချင်းစရိုက်ကလည်းတူဦးရဲ့ပြုမှုလေ့ကျင့်တဲ့သဘောထားတွေဆွဲလမ်းမှုတွေကနေထွက်ပေါ်လာတဲ့ကိုယ်ပိုင်မှတ်သားတစ်ခုလည်းဖြစ်တယ်သူတူကိုသူကဒီလိုလူလို့ဖော်ပြလိုက်တဲ့အချိန်မှာဒီအချင်းစရိုက်ကအဓိကအခန်းကဏ္ဍကိုထမ်းဆောင်တယ် တခြားလူတွေရဲ့ဆက်ဆံပုံတွေစိုးရိမ်မှုစိတ်ဖိစီးမှုပုံတွေတုံ့ပြန်ပုံတွေကိုတခြားတယောက်ရဲ့အချိန်မှာပါပြတ်သားပြီးတော့ကိုယ်အပြုမှုတွေငယ်စဉ်ကတည်းကနေတိဆောက်လာတဲ့ဆွဲဆွဲမြဲမြဲဇယိုက်တွေနေချာတက်တဲ့အချင်းဇယိုက်တွေကိုမိမိဘက်ကနေပြီးတော့ထင်ရှားအောင်ပြတ်သားတဲ့သူမဟုတ်ပဲနဲ့အခြားသူတွေကိုလည်းလေးစားတက်ပြီးကိုယ့်ကိုယ်ကိုယ်လည်းအမြဲတမ်းသင့်ယူလိုစိတ်ရှိတဲ့သူလည်း ဖြစ်ဖို့လိုတယ်။နှိမ့်ချတယ်ဆိုတာကတော့မိမိရထားတဲ့အောင်မြင်မှုတွေ၊ဘူးတုတတွေ၊တက်တန်းတွေနဲ့ပညာတွေဂုံယူမပြပဲခြားပြပြီးမထိုင်ပဲနဲ့တက်တက်ကလေးနဲ့ဆက်ဆက်တက်တဲ့လူတွေရဲ့အချင်းစရိုက်ကိုဆိုလိုတာ။တခြားသူတွေရဲ့မြင့်မောင်မှုတစ်ခုကိုနားမလဲပဲနဲ့မိမိကိုယ်တိုင်ကိုယ်ကအမှားတစ်ခုကိုလက်ခံထားပြီးတော့မှမိမိကိုယ်တိုင်ဆက်လက်လှုပ်ဆောင်နေတဲ့အခြေစရာတစ်ခုကိုပြောဆိုလိုတာ။ဘယ်လိုများများတော့မိမိထက် knowledge နည်းတဲ့သူတွေကိုတွေ့ရင် ဒါအတော့အမှားပဲလာပြီးတော့ဒီဟာတွေကိုဘလို့ထင်တာလဲလို့လာပြီးတော့ပြောပြနေတဲ့လူတွေအကုန်လုံးကသူကျင်စရိုက်တစ်ခုနေနဲ့သူတပားကို तू ကနှိမ့်ချတတ်တဲ့အချင်းနဲ့ तू ကအဆက်ဆက်တတ်တဲ့လူတယောက်ဖြစ်နေရသူကတော့ထင်တယ်လို့ယူတော့မှုပြမှာမဟုတ်ဘူးထင်တယ်လို့ချုံးမွေးမှုပြမှာမဟုတ်ဘူး तू ကတော့တင့်ကိုတန်ဖိုးထားတဲ့ तू ဖြစ်တဲ့ဆိုပြီးတော့ပြမှာလည်းမဟုတ်ဘူးဘယ်လိုလဲဆိုတော့တင့်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကို तू ရဲ့အပြောဆိုအောက်မှာပဲ तू ကထိန်းချုပ်သွားတာပြီးရင်တင့်ကိုပတ်ဝန်းကျင်ရဲ့အလယ်မှာတင့်ကိုနှိမ့်ချပြသွားတာ တင်းရဲ့အချင်းဇာရိတာနဲ့တင်းကိုတိုင်ပဲတင်မသိတယ်လို့ပဲခံလိုက်ရမယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကကောင်းကောင်းကြီးခြားပြတ်တတ်တဲ့လူတွေရဲ့အချင်းဇာတစ်ခုကိုဆိုလိုတာအချင်းဇာတစ်ခုကမိမိရဲ့ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်ပြီးတော့နှိတ်ချမှုဟာအချင်းဇာတွေကအဆိုးဝါးဆုံးလူတယောက်ရဲ့အချင်းဇာရိတာလည်းဖြစ်တယ်လူပေါင်းတွေမှာလည်းနှိတ်ချတတ်တဲ့သူကအထင်ကြီးခံရပြီးတော့တက်တန်းရှိတဲ့ယုံကြည်မှုတစ်ခုကိုဖန်တီးပြနိုင်တယ် ဒါတော့အခုလက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေပေါ်မှာလူတွေရဲ့လို့ပြောမလဲကျွန်တော်တို့နိုင်ငံတွေရဲ့အခြေခံလူဒန်းစားတွေပေါ်မှာငွေရှင်ကြီးရှင်တွေကနေပြီးတော့နိုင်ငံဆက်ဆံတက်တဲ့အကျဉ်းစားရိတာတွေကနေပြီးတော့ကျွန်တော်တို့တွေအကုန်လုံးကသူတို့ရဲ့ထိန်းချုပ်ခံဘဝတစ်ခုအနေနဲ့ယက်တည်နေရတဲ့ house မိမောင်းထိုးပြပြီးတော့မှတည်တည်ချာချာမြင်စီချင်အောင်တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံတွေမှာဒီလိုဖိနှိပ် ချုပ်ချယ်တာတွေကအများများတယ်။ပြီးရင်ငွေရှင်ကြီးရှင်တွေနဲ့ကစပြီးတော့ဒီကျွန်တော်တို့အလုပ်သမားတွေပုံမှာခေါင်းပုတ်ဖြတ်ထိန်းချုပ်မှုတွေကအများများတယ်။ပြီးရင်ကျွန်တော်တို့တွေနေ့စဉ်တွေအမြတ်တွားလာလှုပ်ရှားလှုပ်ကင်စားတောက်နေရတဲ့ဟာတွေကသူတို့တွေအနေနဲ့ကျွန်တော်တို့နိုင်ငံသားတွေအပေါ်မှာဘယ်လိုပုံစံနဲ့ချက်လဲထားရဆိုတာတွေအားစကျွန်တော်တို့ဒီလိုပုံစံလေးကိုတော့မြင်အောင်ကြည့်စေချင်တာပေါ့နော်ဒါကြောင့်မလို့လူတွေရောက်ရဲ့စိတ်စာလေးတာနဲ့စိတ်နေစိတ်ထားဆိုတာကတော့ လူတယောက်ပေါ်မှာဘယ်လောက်ထိရေးကြီးလဲဆိုတော့ကိုဘယ်နိုင်ငံသားလဲကိုဘယ်သူလဲကိုကဘယ်နိုင်ငံကလူမျိုးလဲကိုတွေကနိုင်ငံတကာနဲ့မဟုတ်ရင်တောင်မှကိုတွေနိုင်ငံထဲမှာနေပဲအတီးတီးနဲ့ထိတွေ့ဆက်ဆံမှုရှိလာတဲ့အချိန်ကြရဲ့ကိုတိုင်ရင်သားတွေရဲ့အကျင့်စာရိတာနဲ့ကိုတွေရဲ့ဆက်ဆံပုံတွေဟာ သူများတိုင်းရင်သားတွေရဲ့အချင်းစာတွေဒါနဲ့သူများတွေရဲ့ဆက်ဆံပုံတွေပေါ်မှာတွားပြီးတော့ထိခိုက်မှုရှိွားမှာမျိုး ပြီးရင်အပြောဆိုတွားပြီးတော့ရိုင်းဆိုင်မိွားမှာမျိုးတွေဆိုရင်မကောင်းဘူးเนาะနိုင်ငံတကာနဲ့ဖြစ်လာတဲ့အချိန်ကြရင်တော့ဒါရတော့အင်တန်ကြီးမားတဲ့အဖြစ်တစ်ခုဖြစ်သွားတာပေါ့နော် လူတွေရတယ်ရှိတယ်ဗျာကိုကောင်းဖို့အတွက်ပဲတည်တံ့ကြည့်ပြီးတော့မှကိုဝါနေပြီးတော့မှသူများကိုဘာမှမထောက်ပံ့ပေးဘဲနဲ့သူများရဲ့အားနည်းချက်တစ်ခုကိုတွားပြီးတော့ထောက်မိတာမျိုးသူများရဲ့အားနည်းချက်တစ်ခုကိုတွားပြီးတော့ဖော်ပြမိတာမျိုးအဲ့ဒီအချိန်ကြာရင်ကိုနိုင်ငံသားချင်းချင်းဆိုရင်တော့မှဒါမကောင်းတဲ့အချင်းစရိုက်တစ်ခုအနေနဲ့ယက်တိပြရတဲ့အချင်းတစ်ခုပေါ့နော်အဲ့ဒါကိုသူများနိုင်ငံသားတွေနဲ့တွားပြီးတော့မှပြဿနာတော့ဖြစ်ပြီးဆိုရင်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့စိတ်ဓာတ်တစ်ခုကသူများနိုင်ငံမှာဘယ်လောက်ထိအောက်တန်းကြပါလဲဆိုတဲ့အရာကြီးတစ်ခုကိုတော့ဖော်ပြမိတဲ့အတိုင်းဖြစ်သွားတာပေါ့နော် အဲ့ဒါတည်းကဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်မှာအကြီးမားစွာပြဿနာမရှိဘူးဆိုပေမဲ့လည်းတကယ်ပဲဒီနိုင်ငံရေးရာကိစ္စတွေစီးပွားရေးရာကိစ္စတွေနဲ့တကယ်ပဲနိုင်ငံတကာနဲ့ဆက်ဆံရမယ့်အခြေအနေတစ်ခုမှရှိလာပြီဆိုရင်ဒါဒီအင်မတန်မှဆိုးရွားတဲ့အကျဉ်းစရိုက်တစ်ခုဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဆိုလိုချင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေကအခုလက်ရှိနိုင်ငံတကာရဲ့အမြင်ဘာလဲဆိုတော့ကျွန်တော်တို့နိုင်ငံထဲမှာမြန်မာလူမျိုးချင်းချင်းပြည်နယ်ချုပ်ချယ်မှုပြပြီးတော့မြန်မာလူမျိုးချင်းချင်းကိုနှိပ်စက်ညှဉ်းပန်းတတ်ဖြတ်နေတယ်ဆိုတဲ့အကျဉ်းဆက်တစ်ခုကိုကဘာကိုလုံးဝချပြထားတဲ့အခြေအနေဒါဒီမြန်မာနိုင်ငံသားတွေအကျဉ်းဆက်ဆိုပြီးတော့သူတို့ကတတ်မှတ်ထားတာဘာဖြစ်လို့လဲဆိုတော့ဒီဟာဒီပြည်တွင်းစစ်ဖြစ်နေပြီးတော့ပြည်တွင်းထဲမှာဖြစ်နေတဲ့အကျဉ်းစာရိတာတစ်ခုဆိုပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအကုန်လုံးခြုံငုံပြီးတော့အပြောခံရတာ ဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့ကုညီတောင်းနေတဲ့ပြည်သူပြည်သားတွေအနေနဲ့ maritory တစ်ခုနဲ့ပြည်သူပြည်သားတွေဆိုပြီးတော့အချင်းစာရိတာတွေမတူညီတဲ့အကြောင်းတကယ်ပဲကျွန်တော်တို့ခွိ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 မြင်အောင်ပြချပြနိုင်လို့တာကျွန်တော်တို့ကဘာနေပြီးတော့ဒီလိုပုံစံနဲ့မြင်တာမဟုတ်ရင်သူတို့တွေလောရဲတစ်ခုဟာမြန်မာနိုင်ငံသားတွေပုံမှာအများကြီးထိခိုက်နစ်နာမှုရှိရဲဆိုတာကိုတကယ်ဘာလို့နေလဲအဲကျွန်တော်တို့အများနဲ့ညှို့ပြထားတာတွေကိုကျွန်တော်တို့ကဒါညီကောင်မောင်နှမတွေအကုန်လုံးသိစေချင်တာပါ ပြီးတော့ကိုယ့်ရဲ့အကျင့်စာရိတ္တတစ်ခုပါသူများနိုင်ငံမှာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နိုင်ငံသားတွေအပေါ်မှာကိုယ်တိုင်တော်မှာပဲဘလို့အကျင့်မျိုးနဲ့ဒီလိုအခုကျွန်တော်တို့လက်ရှိခံစားနေရတဲ့အဲဖိနေချုပ်ချယ်မှုတစ်ခုရဲ့အောက်မှာရက်တည်နေရတဲ့လူတွေအကုန်လုံးစဉ်းစားကြည့်ပါတော့သူတို့ရဲ့စိတ်နေစိတ်ထားတွေအကုန်လုံးကကျွန်တော်တို့တိုင်းရင်းသားတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအပေါ်မှာဟိုမှဒီလိုပုံစံနဲ့ရက်ဆက်ထားပြီးတော့မှ ကျွန်တော်တို့ကိုနိုင်ငံတကာမှာဘလို့ကူညီမျိုးမဆိုတောင်းခွင့်မရှိအောင်တော့မှကျွန်တော်တို့ပိတ်ပင်ပြီးတော့မှဒီလိုတက်ဖြက်ပြနေတယ်ဆိုတဲ့နိုင်ငံရေးရအကြောင်းအရာတစ်ခုပေါ့နော်အဲ့ဒါဒီသူတို့ရဲ့စိတ်တက်မကောင်းလို့အချင်းစာရိတာတစ်ခုနေနဲ့ကျွန်တော်တို့နိုင်ငံရေးထဲမှာရက်တိပြသွားတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အဓိကပြောချင်တာပါဘာလို့လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ဟာဘလို့ပုံစံနဲ့ဆိုနားလည်မှုရှိအောင်နေထိုင်လို့ရရဲ့တာနဲ့ကိုနားလည်မှု မယူဘဲနဲ့ကျွန်တော်တို့ပုံမှန်ကောင်းကောင်းကြီးဖိနှိပ်ချုပ်ချယ်ပြနေတယ်ဆိုတဲ့အကျင့်စာရိတာတစ်ခုကိုတော့ကျွန်တော်တို့ကောင်းကောင်းကြီးရှုတ်ချပါတယ်။ဒါကြောင့်မလို့လေကျွန်တော်တို့နိုင်ငံတွင်းမှာဒီလိုလူတွေရဲ့စိတ်ဓာတ်ကိုကောင်းကောင်းကြီးမှတ်ထားပြီးတော့မှဒီလိုလူတွေရဲ့အကျင့်စာရိတာနဲ့ကျွန်တော်တို့ရှေ့ဆက်ရှောင်ရမယ့်အနာဂတ်မှာလုံးဝဘတော့မှမရှိမဖြစ်တည်လာတော့အောင်ပဲ။ဒီနေရာမှာပဲကျွန်တော်တို့ဒီလူတွေရဲ့စိတ်ဓာတ်အပီးတန်ရဲ့ချုပ်ပြီးတော့မှပဲကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေရဲ့စိတ်နေစိတ်ဓာတ်တခုဒီနေရာကနေပြီးတော့ကျွန်တော်တို့ပြင်ပြီးတော့မှ နောက်ထပ်အနာဂတ်တစ်ခုရှောက်တဲ့ချိန်ကြရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးအတော်မှနောက်နောက်ဒုက္ခမရှိတာဘူးတွေ့အကုန်လုံးတွေကျွန်တော်တို့ဆူတောင်းရင်းနဲ့ကဲကျွန်တော်ရဲ့ pocket လေးကိုဒီညမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးပဲ agent နဲ့ဘဝမျိုးပိုင်ဆိုင်ကြပါစေနောက်ပုံမှာထပ်တွေ့ရအောင်